ဖိုးမင်းတွေတော်တော်များများလဲကြည်ကြည်နေတာလူလူပြောဖို့ခက်နေတာမမဘာဖြစ်လို့ဆိုလူရဲ့အသိဉာဏ်လူရဲ့အတွေ့အခေါ်တွေအကုန်ပြောင်းနေကြတာဗျာသူတို့ကိုယ်တိုင်လည်းလူအသိဉာဏ်လူအသိစိတ်တိုင်းမှာမရှိဘဲနဲ့သူတို့ဒီဒကာဓမ္မတွေကိုပြတဲ့အရာတွေမှန်သမျှတော့တပည့်တို့ဓမ္မနဲ့အတ္တမဆိုရင်အကုန်လုံးကအတ္တမတွေပဲဖြစ်နေတာယမ်းဖြစ်လာတဲ့ဟိဆိုယမ်းကုန်ရင်ကအရာ မိမိတို့ရှိမှာကောနာပြောလေတင်္ဂလောဝါရတုတ်ရကျင့်ရမယ့်ဟာတွေရှိတယ်စရတပိကဝေစာရိကံတမန်တေတိတဘူဇနာဟိတယဘူဇနာဒုက္ခယလောကနုကမ္မယဆိုတာဒီတပိတို့ကကျင့်ကိုကျင့်ရမယ်ဒီလိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟိဆိုရင်ဒါပူဇော်ထိုက်တာပေါ့မှန်ပါပါဘာလို့လဲဆိုတော့သူ့ကိုပူဇော်တဲ့အတွက်ကြောင့်ဓမ္မထွန်းကားလို့ပဲမှန်ပါပါเนาะအာဓမ္မဘက်မှာယက်နေတဲ့အမားတွေကိုဆက်လက်ကျူးလွန်နေတဲ့ဟိဆိုရင်တော့သိကြတယ်သူ့ကိုမပူဇော်ထိုက်ဘူးအဲ့ဒါတွေကိုတွားပူဇော်နေတဲ့ဟိဆိုရင်တပိတို့အာဓမ္မနိုင်ငံကြီးဖြစ်ပြီးတော့နိုင်ငံဟာ မင်္ဂလာမရှိတဲ့တိုင်းပြည်ဖြစ်နေပါဘူးအဲ့ဒီများအားလုံးတော်လန်တော်နေတဲ့ပါမင်္ဂလာရှိသောနိုင်ငံဖြစ်အောင်ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာတော့ပေါင်းတင်ဆက်ဆံရေးမင်္ဂလာ၃ပါးတဲ့ကပူဇာသပူဇာနေရနံမင်္ဂလာကိုအခြေခံပြီးတော့ပူဇော်တဲ့ပူဇော်ထိုက်တဲ့ယဟန်တန်ကဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ ဆရာတော်မေတ္တညဗုဒ္ဓတက္ကသိုလ်ဆရာတော်ဥက္ကဋ္ဌဒါရမော်ဘီတို့နဲ့အတူအခုလိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်။တပည့်တော်တို့ကသမှုတိတန်ခါဟိဆိုရင်လေတမုတ်ထားတာဟိဆိုပေမဲ့ဒီအကြောင်းတရားတွေကိုကျင့်ပါမယ်လို့အမဘင်အမဘန်းနိခန္ဓာတာလေးဗျာ။မှန်ပါပဲ။တရားတွေကိုကျင့်နေတယ်လို့ယုံကြည်လို့လေလူတွေကလှူဒန်းကြတာလေ။ဒီအဲ့ညာမှာရှိရရို့တို့တန်ခါသမုတ်ခါနေမှာရို့တို့အေအနုဒါနာဆရာတော်ဟိုမင်းကိုနေမေးတာလည်းရှိရလေဗျ။အရေးကြီးတဲ့အချက်ရှိတယ်မို့လားဆရာတော်မနုဿောတိ လူသားစင်စစ်ဖြစ်ရလားပြောသစ်ပေါင်းအားဒီအကြောင်းလေးဆိုတော့ဘာလို့လဲဆိုတော့ဟုတ်ပါဦးတဲ့မနုဿောတင်လူသားစစ်စစ်ဆိုတော့ဒါတော့ရှင်မသိတာပါတယ်ဖေကတူရလူဆိုတာတော့တူရအမှန်မှန်ခွဲကြရမှာပေါ့တူရအမှန်မှန်ခွဲကြရမှာလူစိတ်တက်လူအသိရှိရမှာပေါ့ကိုကတော်တော်များများဘာဖြစ်လဲဆိုတော့ तू ကလူသားစစ်စစ်လို့လားပြောတာလူစစ်စစ်ဖြစ်ဖို့လားကိုကတော်တော်ခက်နေပြဖိုးဝင်နေတော်တော်များများလဲကြည်ကြည်နေတာလူလို့ပြောဖို့ခက်နေတာမှန်ပါဘာဖြစ်လို့ဆိုတော့လူရဲ့အသိညာလူရဲ့အတွေ့အခေါ်တွေအကုန်ပြောင်းနေကြတာဗျာ အဲ့ဒီလူရဲ့အသိဉာဏ်လူရဲ့တွေးခေါ်တွေပျောက်နေတယ်ကိုယ်အဲ့ဒီပုံကိုယ်တွေကတပည့်တို့တကားတကမတွေကလှူတဲ့ဆုံးကိုစားလို့ရောက်ရထိတ်မှနေနေရတာမှန်ပါအဲ့ဒီရောက်ရထိတ်မှနေနေတဲ့ဒီဘုန်းကြီးတွေကဒီဆရာတော်တွေပေါ့ဗျာအဲ့ဒီဆရာတော်တွေကဒီတကမတွေကိုလူရဲ့အသိစိတ်တသူတို့ကိုယ်တိုင်လည်းလူအသိဉာဏ်လူအသိစိတ်တမှမရှိပြန်တဲ့သူတို့ဒီတကားတကမတွေကိုပြတဲ့အရာတွေမှန်သမျှတော့တပည့်တို့ဓမ္မနဲ့အတ္တမဆိုရင်အကုန်လုံးကအတ္တမတွေပဲဖြစ်နေတာအဲ့ကြောင့်မလို့တော့ဒီတို့ဒီတိုင်းမီရဲ့လက်ရှိမဖြစ်တဲ့ပဲနဲ့ဖြစ်သွားတာဗျာ ဟိုလေလူသားသူတော်မနုဿဆိုတဲ့နေရာမှာဟိုအဲ့တော့မနနဲ့ဥဒ္ဒါနှလုံးပုံတစ်ပုတ်ခွဲတာမလားကျတော့ဟုတ်တယ်မမနနဲ့ဥဒ္ဒါပုံတစ်ပုတ်ခွဲတာပေါ့ဗျာမနဆိုတာတော့စိတ်ပေါ့ဥဒ္ဒါဟာဆိုတာမြင့်မြတ်တာလေစိတ်ထမ်းမြင့်မြတ်လို့လူလို့သုံးတာဗျာမမဒါနဲ့ခုခုကကတော့ကြည့်ပါဗျာကိုကဆရာတော်တွေပဲကြည့်ကြည့်လူတွေပဲကြည့်ကြည့်ကိုကကိုပြန်ပြီးတော့ဝေဖန်ဆန်းစစ်ရတော့မှာဒါနဲ့ကိုကဝေဖန်မှုကအားနေကြတယ်ဗျာကိုကကိုပြန်ကြည့်တယ်မှုကအားနေလူလူရဲ့သဘောတဘာတော်တော်များများကြည့်စမ်းဗျာ ကိုအပြစ်တခုလို့ရှိရင်တစ်ဖက်ပဲကြည့်ကြတာမှန်ပါဟုတ်ကိုပြန်မကြည့်ဘူးဗျာမှန်ပါဒါနဲ့တူတူဖေကကိုကိုကြည့်ခိုင်းတာနော်အဲတစ်ဖက်ကိုကြည့်ခိုင်းကိုကလူတူလူတော်တော်များများတစ်ဖက်ကိုထားပါတော့ဗျာဒီလိုလက်ညှိုးတချောင်းထိုးလို့ရှိရင်ကိုဘက်ကိုဘယ်နှချောင်းထိုးနေဆိုတော့လူတွေအဲ့ဒါသတိမထားကြဘူးဗျာမှန်ပါဗျာမှန်မှကိုကတစ်ဖက်ကိုတချောင်းထိုးနေတယ်ကိုဘက်မှာ၄ချောင်းအပြည့်ရှိပြီသားဗျာမှန်ပါအဲ့ဒါတွေကိုကိုသိရမှာကိုတူတူကိုရဟန်းတန်ဃာတွေကလည်းတော်တော်များများအဲ့လိုဖြစ်နေကြတာဗျာဒါနဲ့ကအဲ့ဒီပြွန်ပြီးတော့ခုနက ်ဆရာတော်ပြောပြောနေခဲ့ဒီလိုဒကာဒကမအောက်ကဒကာဒမတွေဆိုရှယ်ပန်းနေပေါ့ဗျာမမတက်တည်ရှိကျင်တဲ့လုပ်ကိုလုံးဝမှာခုနဒီလိုကောသမီပြည်နဲ့ဝင်းနီဆောင်ယဟန်နဲ့ဟောသုတ္တန်တော်ယဟန်သုတ္တဆာယဟန်နေဖြစ်တဲ့ပြဿနာမျိုးတွေအဲ့မှာသူကပြည်သူပြည်သားတွေကတက်တည်ရှိကျင်တဲ့ဒီယဟန်တန်ဃာတွေကုခိနေတော့ဆိုရှယ်ပန်းနေလွတ်လိုက်တာပေါ့ဗျာအဲ့ဒါမျိုးလုံးမဆိုလို့ရှိရင်ဒါဒုရုသန္တနာကြီးကလည်းပြန်ပြီးတော့တန့်သွားလိမ့်မယ်။မှန်ပါ။ပြန်သန္တနာပြန်တန့်သွားသလိုဒီလိုပြည်သူပြည်သားတွေကလည်း အသိဉာဏ်နဲ့ level တွေပြန်ပြီးမြင်တာပေါ့အဲ့ဒီမြင်လို့ရှိရင်ယဟန်တန်ဃာတွေကလည်းအော်ငါတို့ဒီလိုနေလို့မရတော့ဘူးအာအဲ့ဆိုရင်ဒီယဟန်တန်ဃာတွေကဒီရဲ့အသိဉာဏ် level တွေ तू ကပိုးပြီးတော့ဘာဖြစ်ပြီးသူလည်းမြင်အောင်လို့ရတော့မှာစိတ်ထားမြင်အောင်စိတ်ထားမြင်အောင်လို့ရတော့မှာစိတ်ထားလည်းမြင်အောင်လို့မယ်အသိဉာဏ်လည်း level မြင်အောင်လို့တော့မှာဆိုလို့ရှိရင်ဒါတွေလိုတိုင်းပြီခုနမင်္ဂလာရှိတဲ့အတိုင်းပြီဖြစ်သွားမှာပဲဗျာဒီတိုင်းဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးမှန်ပါတယ်အဲ့ဒီခုနခုနပူဇော်နဲ့ပူဇော်ထိုက်ဆိုတဲ့ဒီစကလုံးထဲလေဒီယဟန်တန်ဃာတွေဘလို့မှ မပါသိဘူးဗျာသမုဒိနဲ့ပတ်သက်ပြီးဆက်တော့ဆက်ပါအောင်ဗျာမှတ်ပါဗျာဟိုပြောချင်တာအရာကတော့ဟိုဒါတွေကတော့အင်မတန်မှလည်းကျေပြန့်နေပေါ့နော်ဒါတပည့်တော်တို့ပြောနေတဲ့အေးဆိုတာအလုံးလေးပြုပြင်ကြဖို့ပေါ့မမဝေဖန်ကြဖို့ပေါ့မမဒီလိုမတော်နိုင်ဘူးလေဆိုလို့ရှိရင်အင်မတန်မှတာစိုးရမှုတွေပဲလေမမပြည်တော်ယနေ့အိမ်ကြီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံပေါ့ဗျာနော်ယနေ့ဒါထိုင်းနိုင်ငံလေဒီပြည်တော်ဒါထေရဝါဒဒီပြည်တော်တိုင်းပြည်လေထေရဝါဒဟေးဆိုပြီးတော့တော့ဘာသာရင်းတူနေကြတာပဲ ါတို့လည်းတောင်ယူမှုတောင်ခံမှုအပိုင်းကိုပြန်ကြည့်ရင်ထိုင်းရမှာအများကြီးကောင်းနေတယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုထိုင်းမှာအေးဆိုရင်လည်းပဲတို့တို့ကနေပြကြတဲ့နော်ရှုပ်တာတွေအရက်တော့တာတွေမိမရှုပ်တာတွေမရှိဘူးလားရှိတယ်ရှိတယ်မှန်ပါတော့တို့ကတိတာနဲ့ချက်ချင်းအေးယူတယ်လူချွတ်တယ်အပြစ်ပေးတယ်ပြစ်ပေးတယ်နော်ဒါကိုဖုံးမထားဘူးပေါ့ဗျာမှန်ပါဗျာသိတယ်ခုနကပြောလို့တို့စီမှာရသတင်းဒီမီဒီယာတွေကလည်းကောင်းနေလိုက်တယ်နော်အစိုးရလည်းဖော်တယ်ပေါ့မဖော်ပြီးတာနဲ့တွေ့တာနဲ့အေးအေးယူခြင်းတွေကိုဆောင်ရွက်တယ် တပည့်တော်တို့တိုင်းပြည်မှာတော့အရှင်မြတ်သိတဲ့အတိုင်းပဲအကုန်လုံးဖုံနော်ဝိုင်းဖုံနေကြတာတန်ခါနိုင်ငံကတွေကလည်းဝိုင်းဖုံဝိုင်းကားနော်ဒီတန်ခါနိုင်ငံကတွေတဲမှာရှိဆိုရင်လေအเจ้าလူဓာတွေကိုမိမရှုပ်ဓာတွေကိုအများကြီးဟိုဘောပေါက်နေကြတာပေါ့နော်ဒါတွေကဟိုမဖြစ်တဲ့နေကိစ္စတွေလေတာဝန်ယူကြမှာတက္ကမတွေကတပည့်တော်တို့တန်ခါတော်တွေကိုခုနကပြောခဲ့တဲ့နော်သီလရှိမယ်တမာရီရှိမယ်ပညာရှိမယ်ဓမ္မအမှန်တရားတော့ချင့်မြတ်လို့မယ်နော်ပြည်သူတွေကနေပြီးတော့ဒီလိုရဲ့ဂုံရင်ကားတွေရှိတယ်လို့ထင်ပြီးတော့သူတို့ပူဇော်နေကြတာဟိဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ယုံကြည်မှုလေးစားမှုကိုတပည့်တော်တို့ကတန်ဖိုးထားရမယ်တန်ဖိုးထားမှာနော်ယုံကြည်မှုတန်ကိုတန်ဖိုးမထားဘူးခေဆိုရင်ဒါအလဲသုံးစားလုပ်မှုပဲအပြစ်ထဲမှာရေးဆိုရင်ဒါအကြီးဆုံးတော့အပြစ်ကိုကျူးလွန်တာပဲမှန်ပါနော်ဒါကြောင့်မလို့တမှုဒီတန်ခါဟေ့ဆိုပေမဲ့လည်းပဲနော်မိမိတို့ကရဟန်းတန်ခါတော်တွေကခုနပြောကြတဲ့အရေးသေးတွေနဲ့စစ်ပြီးတော့မိမိတို့ရဟန်းဖြစ်လာကြတယ်ရဟန်းဖြစ်လာတဲ့ဟေ့ဆိုရဟန်းကုန်ရင်ကအရာမိမိတို့ရှိမှခုနပြောလေတင်္ဃလောဘာရတုတ်ရကျင့်ရမယ့်ဟာတွေရှိတယ်ပြီးတော့ခုနပြောကြတဲ့ ပြီးတော့အမြဲတမ်းပြောနေတဲ့နော်ခုနပြခဲ့တဲ့မာဝါမာဆိုထားတဲ့စရတပိကဝေစာရိကံတမန်တေတိတဘူဇနာဟိတယဘူဇနာဒုက္ခယလောကနုကမ္မယဆိုတာဒီတပြီးတော့ကျင့်ကိုကျင့်ရမှာမှန်ပါဗျာ။ရန်လုပ်ပြီးတော့ဒါဒီမကြည့်ကျင်ဘူးဆိုရင်ဘာလုပ်မှာလဲမှန်ပါဗျာ။နော်လူတွေရဲ့အကျိုးရှိရာတွေလောက်ရမင်းလူတွေရဲ့ချမ်းသာရေးလမ်းစဉ်တွေလောက်ရမင်းဒီရတော့မေတ္တာကရုဏာမုဒိတာဥပိ္ပကပြမစုတရားတွေနဲ့ကိုယ်ကိုယ်တိုင်လေးကျင့်ပြီးတော့လူတွေကိုလည်းဒါတွေနဲ့စောင့်ရှောက်ရမယ်မှန်ပါဗျာ။ဒီတရားတွေပြမစုတရားတွေထွန်းကားလာမှ တပည့်တော်တို့တိုင်းပြည်ကြီးကမင်္ဂလာရှိတဲ့တိုင်းပြည်ဖြစ်လာမှာနောက်တကြောင်မလို့တပည့်တော်တို့ကအရိယာတန်ခါစည်ရင်ဖြစ်ဖို့အတွက်အကြောင်းကုန်တွေနဲ့ပြည့်စုံနေအောင်ကြိုးစားနေစေဖြစ်ရမယ်မှန်ပါနော်ငါတို့ကဒီကုန်တွေတဲကိုပေါင်းပေါင်းကြိုးစားရမယ်ဟေ့ဆိုတာကိုဗုဒ္ဓကလည်းပြောထားပြီးတာဖြစ်တယ်မှန်ပါနောက်တကြောင်မလို့ဒီလိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟေ့ဆိုရင်ဒါပူဇော်ထိုက်တာပေါ့မှန်ပါဘာလို့လဲဆိုတော့သူ့ကိုပူဇော်တဲ့အတွက်ကြောင့်ဓမ္မထွန်းကားလို့ပဲမှန်ပါနော် အာဓမ္မဘက်မှာယက်နေတဲ့အမားတွေကိုဆက်လက်ကျူးလွန်နေတဲ့ဟေ့ဆိုရင်တော့သိကြတယ်သူ့ကိုမပူဇော်ထိုက်ဘူးအဲ့ဒါတွေကိုတွားပူဇော်နေတဲ့ဟေ့ဆိုရင်တပြည့်တော်တို့အာဓမ္မနိုင်ငံကြီးဖြစ်ပြီးတော့နိုင်ငံဟာမင်္ဂလာမရှိတဲ့တိုင်းကြီးဖြစ်နေပါဘူးเนาะဒါကြောင့်လို့ပူဇာဆက်ပူဇာနေရနာဟာတန်ခါဂုံအနေနဲ့ကြည့်ရင်လေဒီဂုံအနေနဲ့ပြည့်စုံပြီးတော့ဓမ္မအမှန်တရားဘက်ဓမ္မထွန်းကားအောင်လုပ်နေတဲ့ဟေ့ဆိုရင်ပူဇော်ထိုက်ပါတယ်မှန်ပါယဟန်ဖြစ်ဖို့အခြေခံအင်္ဂါရက်တွေနဲ့ပူဇော်ထိုက်တဲ့ယဟန်တို့ရဲ့ဂုံအင်္ဂါတွေကိုဆွေးနွေး တင်ပြခဲ့ကြတာပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှာပူဇော်တဲ့ပူဇော်ထိုက်တဲ့မိဘဆိုတာဘလို့မိဘမျိုးလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးသွားကြအောင်မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်နေတဲ့အကြောင်းကိုတရင်ကောင်းပါအပ်ပါတယ်။အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်။